အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာနိုင်ငံတွင်းအခြေခံကုန်ပစ္စည်းဈေးနှုန်းတွေမြင့်တက်မှုပေါ်အမေရိကန်ပြည်သူတွေအကြားစိုးရိမ်ပူပန်မှုတွေတိုးလာတာကြောင့်စားသောက်ကုန်အမျိုး200ကျော်အပေါ်အခွန်စည်းကြမှုတွေကိုပြန်လျှော့ချလိုက်ပါတယ်။ဒီစီစဉ်ကိုတောက်ချာနေမှာကြီးညာခဲ့ပြီးကော်ဖီအမဲသားငပြောသီးနဲ့လိမ္မော်ရည်လိုအခြေခံစားသောက်ကုန်တွေပေါင်းဝင်ပါလေ။ဒါရီဟာကြာတပရင်းနေ့သကောင်းရံကလေးကအကျိုးသက်ရောက်ခဲ့တာဖြစ်ပါတယ်။ဒါဟာထရန့်ကိုယ်တိုင်ချမှတ်ထားတဲ့မူဝါဒတွေကိုတိတိတသာပြောင်းပြန်လှန်လိုက်တာဖြစ်ပြီး ဒီနှစ်အစောပိုင်းကသူချမှတ်ခဲ့တဲ့ကြေပြန့်တဲ့ကုန်သွယ်ကုန်စည်းချက်မှုတွေဟာငွေကြေးဖုံးပွားစေတယ်ဆိုတာမဟုတ်ဘူးလို့အစင်းတစိုက်ညှင်းဆန်ခဲ့တာပါ။တောင်ချာနေညနေပိုင်းကသူ့ရဲ့ Air Force 1လေယာဉ်ပေါ်မှာဒီအခွန်ရှော့ချမှုအကြောင်းတွေကိုသတင်းတောက်တွေကမေးမြန်းခဲ့ပါတယ်။ဝင်ငွေနှဲပါသူနဲ့အလဲလက်ဝင်ငွေရှိသူအမေရိကန်တွေကိုဒေါ်လာ2000ပေးရမယ်စီစဉ်ကိုလည်းရှေ့ဆက်လှုံ့ဆော်သွားမယ်လို့သမ္မတထရန့်ကပြောကြားခဲ့ပြီးအခွန်စည်းချက်မှုကရတဲ့ဝင်ငွေတွေကနေပေးချေမယ်လို့ပြောဆိုပါတယ်။ အခုအခွန်ကင်းလို့ကုန်ပစ္စည်းစီးမှာအမေရိကန်မိသားစုတွေပုံမှန်ဝယ်ယူနေကြကုန်ပစ္စည်းတွေပါဝင်ပြီးအများစုဟာနှစ်အလိုက်ဈေးနှုန်းနှစ်ဆတိုးမြင့်နေတာကိုတွေ့ရပါတယ်။အင်ဂျီရောကတော့တမရထရန့်ဟာအချို့စားသောက်ကုန်တွေကိုအမေရိကန်မှာမဆိုင်ပြိုးမထုတ်လုပ်ထားတာကြောင့်အခွန်ကင်းလို့ခွင့်ပေးဖို့ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တွေကလည်းတမရထရန့်ဟာကုန်စည်နှုန်းကျဆင်းရေးအတွက်အထူးအာရုံစိုက်ခဲ့ပြီးတဲ့နောက်မှာအခုလိုဆုံးဖြတ်ခဲ့တာလို့ပြောပါတယ်။ဒါပြင်ကုန်စည်နှုန်းကြီးမြင့်မှုအကြောင်းရင်းမှန်သမျှဟာ သူ့အရှိကတမနာဂျိုးဘိုင်နန်ရဲ့မူဝါဒတွေကြောင့်သာဖြစ်တယ်လို့ထရန့်ကပြောဆိုပါတယ်။မကြာခင်က Virginia, New Jersey ပြည်နယ်တွေနဲ့ New York City တို့မှာကျင်းပခဲ့တဲ့ပြည်နယ်နဲ့ဒေသဆိုင်ရာရွေးကောက်ပွဲတွေမှာ Democrat တွေဟာအနိုင်ရရှိခဲ့ကြပါတယ်။အဲ့ဒီပြည်နယ်တွေမှာကုံစင်းတို့ကြီးမြင့်မှုပါဝင်မဲဆန္ဒရှင်တွေရဲ့တခြားစိုးရိမ်ပူပန်မှုတွေဟာ Democrat တွေအခုလိုအနိုင်ရကြတဲ့အဓိကအကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်ခင်ဗျာ။